အလူတွေမြများလုံနိုင်အောင်နောက်ွယ်မှာကျုကန်ချဲလင်းနေသူတွေကိုပညာသားပေါပေါဖော်ပြလိုက်တဲ့ဖြစ်ဖြစ်တွေ့ ပြပြထွေးကငလင်ပေးမှပြည်တွင်းပြည်ပအလူရှင်နဲ့ကောင်းမှုတွေလည်းပါဝင်ထားပါတယ်။လက်တလော့လိုအပ်နေတဲ့အစားစရာတွေအသုံးဆောင်ပစ္စည်းတွေကိုတိစားထုတ်ပို့ပြင်ဆင်ပြီးလှူဒန်းနေတဲ့ချိန်မှာပြပြထွေးနဲ့ပတ်သက်တဲ့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်ရှင်။အဲဒါကတော့ပြပြထွေးကိုနောက်ွယ်ကနေကြိုးကန်ချဲလဲနေသူတွေရှိနေပြီးသူတို့ရဲ့ပံ့ပိုးမှုကြောင့်ဒီလောက်ထိများများဆဆလှူနိုင်တာဖြစ်တယ်လို့ပြောပါတယ်။အလူငွေသိန်းရာချီကိုဗန်တွေကနေအလွယ်တကူထုတ်လို့ရနေပြီးတော့ပစ္စည်းတွေဝယ်ယူနိုင်တာကြောင့်သူ့ကိုပံ့ပိုးပေးတဲ့သူရှိနေမယ်ဆိုပြီးတော့ပြောတဲ့သူကရှိလာခဲ့ပါတယ်။ နာမည်ကြီးသူတယောက်ကဖြစ်ဖြစ်ထွေးရဲ့နောက်မှာလက်မဲကြီးရှိနေတဲ့ဆိုတဲ့အကြောင်းဖော်ထုတ်ခဲ့ပါတယ်အဲ့ဒီလက်မဲကြီးကဖြူဖြူချွေးကိုအလှငွေတွေနောက်ကနေပေးနေပြီးတော့လှုပ်ခိုင်းနေတာကြောင့်ဒီလောက်လှုပ်နေတာဖြစ်တဲ့အကြောင်းလူအများရဲ့မျက်ကြာကိုတစ်ဖက်လဲနဲ့ရအောင်ယူနေတဲ့သူဖြစ်တဲ့အကြောင်းပြပြလာခဲ့ပါတယ်။ ပြပြထွေးကတော်ရုံကိစ္စကိုဖြည့်ရှင်းလိမ့်မရှိပေမဲ့အခုတော့သူ့ရဲ့ကိုကျင်တိတ်ခါကိုထိပါလာပြီဖြစ်တာကြောင့်နောက်ွယ်မှာစူးစမ်းထားသူတွေကိုဖော်ပြလိုက်ပါတယ်။သူနောက်မှာကြိုးကင်ထားသူတွေကတော့သူ့ရဲ့မိသားစုဝင်တွေပဲဖြစ်ကြပြီးအဲ့ဒီကြိုးကလည်းအလူပစ္စည်းတွေကိုထုတ်ပို့ဖို့အတွက်ကင်ထားတဲ့ကြိုးဖြစ်ပါတယ်။အိမ်မှာရှိသမျှမိသားစုဝင်တွေကိုကြိုးရှိရှိတစ်ကြောင်ကင်ခိုင်းထားပြီးတော့ပညာသားပါပါဖြည့်ရှင်းလိုက်ပါတယ်။နောက်ွယ်ကနေစီခိုင်းနေသူတွေကလည်းလမဲကြီးတွေမဟုတ်ဘဲအိမ်မှာဝက်ရှော့လုပ်တာကြောင့်လက်တွေကမဲနေတာဖြစ်တယ်လို့လည်းပြောပါတယ်။ပြပြထွေးကအလူရှင်တွေရဲ့ငွေတွေကိုအကျိုးဆောင်ပြီးလူတန်းပေးနေတာဖြစ်ပေမဲ့အခုလက်ရှိ မှာတော့နာမည်ဖြတ်ခံနေရပါတယ်။ပြပြထွေးကနာမည်ကြည့်အောင်မီဒီယာတွေကိုအင်တာဗျူးခေါ်ပြီးမိခိုင်းနေဆိုတာကလည်းမဟုတ်တဲ့အကြောင်းသူ့ရဲ့တတမာဒီလိုအရာတွေမလုပ်ခဲ့ပဲပြပြစင်စင်မဲ့နေထိုင်ခဲ့တဲ့အကြောင်းအာမခံနိုင်တယ်လို့ဆိုပါတယ်။အလူငွေတွေကတင်းညာနဲ့ချီပြီးရတဲ့အချိန်မှာပြပြထွေးကအလွယ်တကူငွေထုတ်လို့ရနေတာကိုတချို့တွေကတန်တရားဝင်နေပါတယ်။ဒါမှန်ပြည်သူတွေကဗန်တွေမှာငွေထုတ်ဖို့အတွက်ခက်ခဲနေတဲ့အချိန်ပြပြထွေးကတော့ကြွကြွမွေ့ထုတ်လို့ရနေပြီးသူ့နောက်ကွယ်မှာတစုံတစ်ယောက်ကငွေထုတ်ပေးတာဖြစ်နိုင်တယ်လို့လည်းထင်နေကြတာပါရှင်။ ဖြစ်ဖြစ်ထွေးကငွေသိန်းရာချီကို၄ရက်၅ရက်လောက်သွားထုတ်ရတာဖြစ်ပြီးတခါတရံကြော်ညာရိုက်ဘူးတဲ့ဘဏ်ကနေပတ်စံတွေကိုအပြစ်ထုတ်ပေးလိုက်တာလို့လည်းဆိုပါတယ်။တချို့ဘဏ်တွေကတော့ limit နဲ့ထုတ်ပေးကြတာဖြစ်ပြီးငလင်းအလှူငွေကအချိန်မီလိုအောင်မှဖြစ်တဲ့အကြောင်းအကူအညီတောင်းရင်တော့ထုတ်ပေးတယ်လို့လည်းဖြေရှင်းထားပါတယ်။ ဖြူဖြူထွေးကသူထုတ်ချင်တဲ့ငွေတွေကိုဗန်တွေကကူညီပေးလို့ကြုံမွေထုံလိုက်တာဖြစ်ပြီးနောက်ကွယ်မှာကြိုးကင်နေတဲ့သူလက်မဲကြီးနဲ့ချက်လက်နေတဲ့သူတွေမရှိတဲ့အကြောင်းဖြစ်ရှင်းထားပါတယ်။ဖြူဖြူထွေးကခိုင်နှုံးဝေလအလှငွေမများမရပေမဲ့တကယ်လို့အတက်နေရာတွေနဲ့အိမ်ပြည့်စည်းသွားတဲ့သူတွေကိုကူညီနိုင်ခဲ့ပါတယ်။သူရဲ့အလုပ်တွေကိုရန်နာပြီးငလင်းအလို့အတွက်အစားစရာတွေလှူဒန်းနေတဲ့အချိန်မှာလက်မဲကြီးရှိတဲ့သူပြီးတော့မဖြစ်ရှင်းစဖို့ဖြစ်ရှင်းလာခဲ့တာပါ။ ဖြစ်ဖြစ်ထွေးကိုအကျွတ်မဲ့ယုံကြည်ကြသူတွေလည်းရှိနေကြသလိုတန်တရားနဲ့စောင့်ကြည့်နေကြသူတွေကလည်းရှိနေပြန်ပါတယ်ဖြစ်ဖြစ်ထွေးကိုဆွဆဲထားသူကသူပိုင်ဆိုင်တဲ့ရန်ကုန်ကအိမ်ကလည်းအရာရှိကြီးတယောက်နဲ့စပွန်ဆာဝယ်ယူထားတာဖြစ်တဲ့ဆိုတဲ့အကြောင်းတိတိကျကျပြောထားသူဖြစ်ပါတယ်ဒါကြောင့်နောက်ွယ်မှာတစုံတယောက်ရှိနေလို့ပရဟိတတွေကိုအဆင်ပြေပြေလုပ်နိုင်တာဖြစ်မယ်ဆိုပြီးတော့ပြောဆိုသူတွေကလည်းပေါ်များလာခဲ့ပါတယ် အခုလက်ရှိမှာတော့ပရဟိတမိခင်ကြီးခိုင်တို့ရေလေအလူငွေတွေကိုတေချာမစီမံနိုင်တာကြောင့်လူတို့ရဲ့အပြောကိုခံနေရပြီးမေတ္တာရှင်မလေးဖြူဖြူထွေးလဲနောက်ွယ်ကကြိုးကင်သူရှိတယ်ဆိုပြီးတော့လဲဆွဆွဲခံနေရသူပါဖြူဖြူထွေးကသူ့ကိုဆွဆွဲတဲ့သူနဲ့အပြစ်မှမသိဘူးမမြင်ဘူးပဲတာသမီချင်းကိုချင်းစာဖို့အတွက်သတိပေးထားပါတယ်နောက်ွယ်မှာကြိုးကင်သူနဲ့လက်မကြီးရှိတယ်ဆိုတဲ့ဖြူဖြူထွေးကတကယ်ရောဖြစ်နိုင်မှာမလားဆိုတော့ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလဲကွန်မမှာပြပြပေးခဲ့ကြပါဦးဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လဲကျေးဇူးများကြီးတင်ပါတယ်ရှင်